လက်ရှိအချိန်မှာတတ်တော်ထင်ရှားရှိနေပေမဲ့ဂူတော်ကိုချုပ်တင် ပြုလုပ်စေခဲ့တဲ့ဆရာတော်ကြီးဆရာတော်ကြီးရဲ့ဘွဲတော်ကတော့မဟာတတ္တမဇောရိကတ္တသဘာရဏခီမာစာတာပဲဖြစ်ပါတယ်ဘဝန်ဖော်ဆိုတဲ့ baby ဗုဒ္ဓပုံတော်တွေကိုလည်းတွေ့ရတယ်တရုတ်ပုံချောင်းပုံစံတွေလည်းတွေ့ရတယ်နောက်ထပ်တရုတ်လူမျိုးတွေနဲ့ဆိုင်တဲ့ဘာသာရေးပုံတော်တွေအများစုကိုလည်းတွေ့မြင်ရတာကြောင့်တရုတ်လူမျိုးတွေအများစုကိုးကွယ်ကြတဲ့အကြောင်းဖြစ်မယ်လို့ မှတ်ချက်ပေးလို့ရပါတယ်။နောက်ပြီးငကားနဲ့ဆိုင်တဲ့ပုံတော်တွေ၊ပကြီးတွေ၊ခရီးစီတွေလည်းများစွာဖူးမြင်တွေ့ရတာကြောင့်မလို့ငကားယုံကြည်ကိုးကွယ်သူတွေလည်းလာရောက်ဖူးမြော်လေ့လာတဲ့နေရာပါ။အခုမြင်တွေ့ရတာကတော့အုံပင်ရံနေထူးဆန်းစွာဖြစ်ပေါ်လာတဲ့အုံငကားပုံတော်တွေပါ။နောက်ပြီးလက်ရပြောင်ပြောင်လွန်းလာတဲ့ပပူးလက်ရတွေလည်းလေ့လာတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီလိုထူးခြားပြည်စုံမှုတွေလေးလာစရာတွေပေါများစွာရှိနေတဲ့မြောက်ကျောက်ဇေယျတော်ကြီးကို န္တလေးမြို့ကိုရောက်ရှိတဲ့အခါမှာလာရောက်ဖူးမြော်လေးလာနိုင်အောင်လို့ဗီဒီယိုလေးအနေနဲ့တရားမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးလိုက်ပါရစေခင်ဗျာ။ င်မှုပါဗျာဒီနေ့ကျွန်တော်ရောက်ရှိနေတာကတော့မန္လေးတိုင်းပသိမ်ကြီးမြို့ကညကြောက်စီတော်ပဲဖြစ်ပါတယ်ညကြောက်စီတော်ဟာမန္လေးကနေပသိမ်ကြီးမြို့ကိုသွားတဲ့စကိုးလမ်းပေါ်မှာတင်တည်ရှိပါတယ်ကျွန်တော်တို့ရောက်ရှိတဲ့အချိန်မှာတော့မြားကျောက်စီရော်ရဲ့အဝင်းမုတ်ဦးကြီးကိုခန်းနာစွာတိစောက်နေတာကိုတွေ့မြင်ခဲ့ရပါတယ်

ုဖူးတွင်းရတဲ့ရုပ်ဘွားတော်ကြီးမှာကမာကူရလို့ဘွဲတော်ရေးထိုးထားပါတယ်ဒီဖျားဘွဲတော်ကလည်းထူးခြားတဲ့ဘွဲတော်တစ်ခုပါပဲကျွန်တော်ထင်တာကတော့တရုတ်ဒါမှမဟုတ်ထိုင်းရနေပြီးတော့လာရောက်လူတန်းထားတဲ့ရုပ်ဘွားတော်တစုဖြစ်ဖို့များပါတယ်နဂါတထောင်မေတော်ကြီး တရုတ်ကလာလူထားလားမသိဘူး114တဲ့ဘေဘီဗုဒ္ဓကမာကူရဆရာတော်ចောင်းသူတော့ဒီဘက်ကဆရာတော်ចောင်းထိုင်နေចောင်းပါဒီကဘေးမှာတော့တရုတ်ဘုံကျောင်းလေးဗျ။ Tak jauh pun dia. Ada angin ah, ဘာလုံးနေနဲ့နဂယုံဖျားကဘာလုံးနေနဲ့နဂယုံရီပန်းနေတော့လောက်ထားတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့အတူလမဟာကဘာလုံးတိန်တော်ကြီးပဲဖြစ်ပါတယ်တိန်တော်ရဲ့အထက်မှာဇေရိုကိုလည်းဖူးမြင်တွေ့ရပါတယ် ။သိန်းတော်ရဲ့ဘေးဘက်လယ်မှာလည်းရေကန်လှုပ်ထားတာကိုတွေ့မြင်ရပါတယ်ဗျ။သိန်းတော်ရဲ့ကပီးမော်ခွင်ကြောက်စာကိုတော့ငကားသုံးကောင်ပုံစံနဲ့ရေးထိုးထားပါတယ်။ဒီမှာတော့မောင်းအကြီးတစ်ခုကိုတွေ့ရတယ်ဗျ။တော်တော်ကြီးပါတယ်မောင်း။ တော်တော်ကြီးတဲ့မောင်းကြီးပဲဖြစ်ပါတယ်ကျွန်တော်သွားပြီးမတက်ရက်ပြမယ်ဘယ်လောက်ကြီးတုံးတော့တော်တော်ဘူးလေခြေရောက်တော်တော်ဘူးလေနောက်ထပ်ဖူးမြင်တွေ့ရတာကတော့ဗုဒ္ဓဖျားရှင်ရဲ့ဆွေတော်မြတ် ိန်းဝတ်တော်မူသောဘောဂဝရီရေနာစီတော်ပဲဖြစ်ပါတယ်။ဘောဂဝရီစီတော်ဆိုတော့နဂါးစီတော်ပေါ့နော်။ပြီးမှဆိုလို့ရှိရင်တော့နောင်တော်ကြီးစီတော်ရှိပါတယ်။အတွန်းဝင်ပြီးတော့ဖူးကြပါမယ်ဗျ။တွန်းလိုင်းကိုတော့တရားပိတ်ထားတယ်ဗျဝင်းဖူးလို့မရဘူး ွဲတော်မျက်စီတော့တဆူရှိပါတယ်ရှင်ဥပကုတ္တရဟန္တာနေတော့တော်တော်ပြင်းနေဒီမှာကျွန်တော်တို့ မြားကြောက်ဇေတော်ကြီးရဲ့ဖြစ်ပါတယ်မြားကြောက်ဇေတော်ကြီးရဲ့ကိုကျွန်တော်အခုဝင်မဖူသေးဘူးပေါ့နော်ဒီဘေးပတ်လေးမှာပါရရှိလေတစ်ချက်ကျွန်တော်ရှောက်ပြီးလေ့လာပြီးတော့ကြည့်နေရဗျဒီနောက်ကကျွန်တော်နောင်ဝင်မြင်တွေ့ရတာကတော့ဝိဇ္ဇရုဘာယတိပဲဖြစ်ပါတယ်ဝိဇ္ဇရုဘာယတိပါမြားကြောက်တခွန်နိုင်ပဲဖြစ်ပါတယ် ိမဆိုရင်တော့ဒါထီတော်ဟောင်းပေါ့နော်ထီတော်ဟောင်းကိုစေပြီးတော့ပုံစံတဲထားတာကိုတွေ့မြင်ပါတယ်ဒီဘက်မှာကွမ်းရင်မေတော်ဖရာကျောင်းရှိပါတယ်ကွမ်းရင်မေတော်ဖရာကျောင်းမှာဒီမှာမြင်တွေ့ရတဲ့ပုံစံတွေအရတရုတ်လူမျိုးတရုတ်ဗုဒ္ဓဘာသာဝင်တွေဒီကျောင်းကိုလာပြီးလူတန်းကြရတယ်ပူဇော်ကြရတယ်လို့ကျွန်တော်စိတ်ထဲထင်ပါတယ်ဗျာ ဒါကျွန်တော်အမြင်ပေါ့နော်ဒီမှာဆိုရင်ကောင်းရင်မျိုးတော့ဖျားချောင်းတွေ့ပါတယ်ကောင်းရင်မေတော့ဘကတစ်ဖက်ကဝီခုံးဖြစ်မယ်ထင်တယ်ဗျကျွန်တော်ကောင်းရင်မေတော့တော့ဟန်နုမန်တော့မဖြစ်နိုင်တော့ဘူးထင်တော့ အဲ့ဒီကနေဘေးကိုထွက်လိုက်လို့ရှိရင်နောက်ထပ်နဂယုံဖရားကြီးတဆူတွေ့ရပါတယ်ဒီနဂယုံဖရားရဲ့နဂါပုံစံကိုလည်းကြည့်ကြည့်ပါကျွန်တော်ခုနပြောသလိုပဲတရုတ်ပုံကြောင်းကနဂါပုံစံနဲ့တူတယ်ပေါ့နော်ကျွန်တော်တို့ဖုန်ကြီးကြောင်းတော်တော်များများမှတွေ့ရတဲ့နဂါပုံတော်ရင်းနဲ့မတူဘူးဗျ ကံတော်ထဲမှာရေတော့မရှိဘူးဗျဒီဘက်ကမီချောင်းကြီးဗျမီချောင်းကြီးပါနော်မီချောင်းကြီးရေရေကံတော်ရေမင်းနောက်ထပ်ပြီးမယ်ဘိုးတော်မယ်တော်အဆောင်လို့တွေ့ရပါလေဘိုးတော်မယ်တော်အဆောင်မှာတော့စကားပြောခြင်းမပြုရဘူးတဲ့စကားမပြောရဘူးဗောနော် ာအုပ်ကတော့ပိတ်ထားတယ်ဗျဒီထဲမှာလူတော့မရှိဘူးပေါ့နော်ဒါပေမဲ့စကားမပြောရဘူးတဲ့ဒါကတော့နောက်ကပုပ်ပါတောင်ကလန်းနဲ့ထင်တယ်ဗျပုပ်ပါတောင်ကလန်းနဲ့ဆိုရင်တော့ပုပ်ပါမေတော်မေဝနာပဲဖြစ်ပါတယ်ဒါကတော့အဘဘိုးစောဖြူပါဒါကတော့သူရတ္တိမေတော်ပါအားတော့အဖဘိုးဘိုးအောင်ပါ ဘေးခန်းနေမှာတော့ဘာမှမရှိတော့ပါဘူးခေါင်ရမ်းမယ်မှာကျွန်တော်တို့ကတော့ခေါင်ရမ်းမယ်လို့ခေါ်ပါတယ်ရမ်းလာတယ်ပဲခေါင်ရမ်းမွေးရကျွန်တော်တို့ကတော့ရောက်တဲ့နေရာနည်းနည်းလေးပတ်လိလာတယ်ပေါ့နော်ဒီမှာကတော့ရမ်းတိတ်ဆိတ်နေတော့သွားရတာတော့နည်းနည်းအားနာတော်တော်တိတ်ဆိတ်တယ်ဗျရောင်းတော်မူရုပ်ပွားတော့ ဝိစ္ဆရူဘာယတိဝိစ္ဆရူဘာယတိပုံတော်ပါခမတပည့်ကတော့လျောင်းတော်မူညာကြောက်ကဘာအစင်းမြင့်တဘာဝရေတန်းတဲ့ကိုရီးယားဇာတွေလားဂျပန်ဇာတွေလားမသိဘူးရေထွက်နေရာတို့တဲ့ ကျွန်တော်ဒီဘက်ကိုသွားရင်ရေတွက်ရှိတယ်ရေတွက်ဘက်သွားပြီးတော့ကြည့်ကြရမဟာလာဘန်အတုလမဟာမြားကြောက်တာနာကြောက်ပုံနာမြည်သူနာမကတ်ပါနဲ့ဒီကြောက်ပုံနာမြည်သူမမကတ်နဲ့ကြောက်တွေကကြောက်စင်းအစ်စ်တွေပဲအားအကြောင်းမလို့ကြောက်ပုံနာကိုဘယ်သူမှမကတ်ခိုင်းထားဘောနော်ကြောက်စင်းအစ်စ်တို့လို့ရှိရင်နေဘလောက်ပူပူအေးတယ်လို့ကြားဘူးလေဗျစမ်းကြည့်မယ်နော်ပန်းနည်းနည်းတော့ပူတယ် နည်းနည်းတော့ပူတယ်ဟိုလိုကြီးပူကျင်နေတော့မဟုတ်နားတော့မလဲအဲ့တော့ကျွန်တော်အာပူတယ်ကျွန်တော်ကြားဘူးတာမားတာရှိမှာပေါ့အခုမှအစ်စ်ထက်တဲနေတဲ့တစောင်းနဲ့ဇီရီတော်ထင်တယ်ဗျပစ်လုံးကြီးကိုထွန်းပြီးတော့ဖျားတဲနေတာဗျ တည်ဆောက်နေခြင်းဖြစ်တဲ့အတွက်တိုင်တွေကြီးရှုခြင်းမပြုကြပါနဲ့လို့ရည်ထားပါတယ်။ရည်ရွက်သူဆိုလို့ဒီဘက်ကလာကြည့်ရတယ်ညာထိုးထားလို့လေ။ဘုရားရည်ရွက်တော့မသိ။ဘာမလာမလို့ရည်ရွက်ကျွန်တော်ထင်တာပေါ့နော်။ဟင်းချမ်းမှာဟိုပါနဲ့ရည်ရင်တင်းထားတယ်။ ီမှာထားရီရွက်ရီရွက်ကဒါပဲလားဒါဆိုရင်တော့ရိုးရိုးအဝီစီတွန်းလိုပုံစံမျိုးတော့တက်ရောက်တယ်ပေါ့နော်ဒီထက်ဒီရွက်ထူးခြားတဲ့ပုံစံမျိုးနဲ့တနည်းရှီအောင်မလားမသိဘူးကျွန်တော်တို့မတွေ့ရလည်းဖြစ်နိုင်တယ်ဗျကျွန်တော်တို့ရှားကြည့်ရမတွေ့ဘူးဗျအားဆိုကျွန်တော်အထုံးထဲကိုခုမှဝင်ဖူးလာအောင်မယ်မမာတို့ရဲ့ဇာတိမှာအရင်အောင်ပုံကမ်းတိ ပြင်းမှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုတိုင်းသွားဖူးရောက်ဖူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလေပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေဖြစ်နေသေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်စုံတစ်ရာရှိခဲ့လို့ရှင် comment မှာမန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှင် subscribe နှိပ်ခဲ့ပေးပါဗျအသစ်တင်တိုင်းသိအောင်လဲ notify bell လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်အေး like လေးလား လိုင်းကူတော့နှစ်ထပ်ပြအတွန်းလိုင်းတစ်ခုရှိတယ်ဒီမှာဘေးရလိုင်းကူတော့တစ်ခုရှိတယ်။အော်ဘေးလိုင်းကူတော့တစ်ခုအရင်သွားပြီးလေးလာကြည့်ရအောင်။အာကျန်စစ်သားလားဘယင်းနောင်လား။ကျန်စစ်သားကြီးလိုင်းနဲ့မျိုးလား။အနှော်ထားလဲလန်နေပဲ။ဟုတ်ပြန်ရအောင်လား။ဒါအပါဘူးမင်းကော။ဟုတ်။ငါကြောက်စစ်တယ်။ จ้าวซิ้งนี่แหละถ้าเนาะจ้าวซิ้งเนี่ยเอาดิมันเล็กบูบูเลยเล็กบูบูเลยนอกจากเล็กนี้นี่ป่าดีแล้วไอ้นี้นี่เราไม่ป่าทุ่งนี่อยู่ในตะแกรงหน่วยใหญ่สีเราไม่ยอมว่าเลยเนาะ ံစံလေးကိုရုပ်သွားတော့တစ်ခါမှမပြုတ်ဘူးဖြစ်ခြေတော့ကထိုင်ပုံပေါ်မှာထိုင်နေကလပ်ထိုင်ပုံပေါ်မှာထိုင်နေတယ်လို့ထိုင်နေဒီမှာတွေ့မြင်ရတဲ့ထူးခြားမှုတစ်ခုကတော့နဂါးပုံတော်တွေနဂါးရုပ်ကြွတွေနဂါးနဲ့ဆိုင်တဲ့သမိုင်းတွေတော်တော်များများကိုတွေ့မြင်ရပါတယ် တွေ့နေရတာကတော့ဓာတ်တော်တွေဖြစ်ပါလေဓာတ်တော်ကြောက်တွေပါဒီကနေ့ဘုရားကကြောက်စိမ့်တွေကိုဒီကတော့တွေ့ရတယ်ကြောက်စိမ့်တစ်ချီးတွေပါဖြစ်မှာเนาะဒီမှာကြောက်စိမ့်တွေကြောက်လို့ကကြောက်စိမ့်တွေနေတယ် ဲ့မှာဒါလူတဲ့သူရဲ့နာမည်ရေးထားတာဒီအချောင်းရံနဲ့ပတ်သက်ပြီးရေးထားမှာမတိလန်းလို့သွားတော့ပြင်ပြီးတတိယတက်ကြိုင်ထားတယ် မတိယနန်းကိုရှောက်ပါဆရာတော်ရဲ့ကျူတော်ပါအဒါဘာကြောင့်ဦးစားလိုက်တော့ပြီးတဲ့လူရှင်နဲ့ကုမန်းမှန်းရဲ့ပြီးတော့ဒီကြောက်ကြီးရတဲ့ဒုံကြောက်ကြီးကလည်းဒုံမှာဆက်ချင်းကြောက်ကြီးပဲလားကြောက်စိမ့်တော်ကြီးပဲလားထောက်တော်ရင်ကိုကူပါဒူလာတဲ့၁၄ရက်မှာဖွားမြင်ခဲ့ပါရဲ့အဟာတရမစောဒီကတဇာအများကြောက်စရာဘာတယ်ခီမာစာရဒီမှာဖွားမြင်နေရဘူးထဲထားတယ်ပြန်လာမှာမူရဲ့ဖွားမြင်တော်မူရဲ့ဘူးထဲထားတယ်တော့ဒါကဘူးတော့မဟုတ်ဘူးလား ဒါပြန်လုံးလုံးမူရမဟုတ်ဘူးဂူရောမဟုတ်ဘူးဒါမဟုတ်ဒီဂူရောကဗာဒိဗ္ဗံနဲ့တည်ထားတယ်အဲ့ဒါကိုရှိရပါတော့ဆရာတော်ကြီးကရှင်းလေးလာမပြီးတရားရောက်ကိုပြန်ရမှမေးချင်မှာဆရာတော်ကြီးကရှင်းလေးလာဒီဂူရောကဗာဒိဗ္ဗံနဲ့တော့မေးချင်ဒီမှာတက်ဒီမှာရှိမှလားမဟာတရမဇောလိပြတစားဗာဒံမှာခေမစာရဆိုပြီးတော့ပုံတော်နဲ့တကွညာကိုတော်လောက်တာပေါ့နော်ဗာဒိဗ္ဗေလည်းမသိနော်အဓိပ္ပာယ်ကတော့ရှိမယ်ညာကိုတော်ကိုကျိုးပြီးလောက်တာတဲ့သဘောလား ကိုမပြန်လုံးတော့မူလဲဒိဗ္ဗာနဲ့မပါဘူးဆိုတော့ဆရာတော်ရရှည်သေးရလားမရှိတော့ရလားပေါ့နော်ကျွန်တော်တို့ကအခုမှလားလဲနေသူတွေဆိုတော့အဲ့လောက်ပဲတည်ရအဲ့တော့ဆရာတော်ရရှည်သေးလားဘူးမရှိတော့ဘူးလားတော့ဒီရှိမှာဖုန်ကြီးကြောင်းနဲ့ဆိုင်နဲ့လူတွေရှိတယ်သူတို့ကလည်းနည်းနည်းမေးကြအောင်ပေါ့နော်အလေးပဲဘာမှတော့ကျွန်တော်မပြောဘူးအမျက်နဲ့ပြန်လာကြည့်ပါဦး ဒီဂူရောနဲ့ပတ်သက်တဲ့အကြောင်းအရာချို့ကိုကျွန်တော်မေးမြန်းထားပါတယ်အဲ့ဒါလေးတွေကိုဗီဒီယိုရဲ့နောက်ဆုံးမှာထည့်ပေးပါမယ်ဗျအဲ့တော့ဓမ္မစကြာတရားသူဟောနေတဲ့ပုံတော်တွေပဲဖြစ်ပါတယ်။အရန်ကိုလက်ရမြောက်ပြီးတော့တကယ်ကိုကြည်ညိုတတ်ပဲစရာ ကောင်းလာပါတယ်။ညောင်ပင်လှုပ်ထားတာရေအထက်အမိုးမှာအပေါက်ဖောက်ပြီးအလင်းဝင်နေတာရေအရန်ကိုကြည်ညိုစရာကောင်းပါလေဗျ။ ါတော့ဓာတ်တော်ကြောက်တုံးတွေပါဓာတ်တော်ကြောက်တွေပါအုံးစင်ပြူတော့တဲ့ဒီမှာကအုံးလက်ကစင်ရဲ့ဥကောင်းတဲ့နာမောင်းပုံစံဖြစ်နေတာပေါ့နော်အဲ့ဒါကိုမှတ်တမ်းတင်ထားပါနောက်ထပ်တစ်ပုံကအုံးနကားဆိုတာစင်ပြန်မြင်းပြန်အောင်ဖမ်းယူနိုင်တယ်တဲ့ဒါကအုံးမင်ကနေပြီးဖြစ်နေတဲ့ နဂါးပုံစံမှာအဲ့ဒါလေးကိုဓာတ်ပုံရိုက်မှတ်တမ်းယူပြီးတော့ဒီမှာပူဇော်ခံအောင် ပြသထားတာပါ။အော်စတီရတီရဲ့လောကနတ်တန်စင်။ကြောက်စိမ့်နဲ့ထုလုပ်ထားတဲ့လောက်ပွားတော်တွေပဲဖြစ်ပါလေ။နဂါးတွန်းထဲမှာရေကိုထုတ်ပြီးမြဲခုနရေထွက်နေရပါတော့။ဒီမှာဒီလိုပုံစံမျိုးဖြစ်နေတာ။ တရားဓာတ်ပုံမှတ်တမ်းနေပေါ့နော်ဒါလည်းအုံမဲဖြစ်ဖို့များတယ်ဗျအုံပင်ပေါ့နော်နဂါးရုဆံရဤသာသနာထွန်းတောက်ကြက်တိတိုးတက်စီတဲ့ဒါလည်းအုံပင်ဟာအုံလက်တစ်ခုဟာဖြစ်နေတဲ့ပုံစံနေပါပဲဗျဒီမှာတွေ့ရတဲ့ရုပ်ပွားတော်တွေစင်တုတော်တွေအကုန်လုံးကကြောက်စိမ့်နေနဲ့ထုလုပ်ထားတာဗျကျောက်စင်းရုပ်ွားတော်တွေစင်းလူတော်တွေပါဗျအုံးကနေဖြစ်ပေါ်နေတဲ့ဓာတ်ပုံတွေ ဓာတ်ပုံတွေအများကြီးရှိသေးတယ်ဗျအားလေးထက်ရိုက်ပြမယ်နော်ငကားရည်ကိုတောက်ပါတဲ့ငကားရည်ကိုမနှောက်ပါနဲ့တဲ့ဒါလေတရားအုံးတွေမဟုတ်ဘူးနဲ့တူတယ်ဗျဘာပင်လဲမသိဘူးအဲ့ဒီပုံမှာမှာကုလိုမျိုးပုံစံတွေဖြစ်နေတာဗောနော်ဒီမှာမွေးနှက်ကောင်လေးပါတယ်ဗျတရားတော့ငကားတို့ဆံရဤသာသနာထွန်းတောက်ကြက်တည်တူးတက်စီတဲ့ တပုံနေရပုံနေရတော့ထူးထူးခြားခြားပုံစံလေးကြီးပဲဗျအရွက်တရားနေဖြစ်နေတာလားနဂါတော်နဲ့မှရေကိုထုတ်ပေးမိတယ်နောက်ထပ်တွေ့ရတာကတော့ထူးခြားတဲ့ဘဘူးလက်ရည်ပဲဖြစ်ပါတယ် တင့်မြင့်တက်ဆောင်ပြီးပေါ့နော်ထူးဆန်းတဲ့ပုံစံရှိတဲ့တင့်မြင့်အစုံတွေဗျအဲ့တော့ဘုံเจ้าဆောင်မှာဒီမှာလဲကြောက်စိမ့်နေနေဒီအကုန်လှုပ်ထားဗျဒီပုံမှာတွေ့ရတဲ့ပုံတော်တွေကဥတီဘွားတွေတရုတ်ပုံတော်တွေများတယ်ဗျဒီမှာဆိုရင် ချူနကားပေါ့နော်တရုတ်ရဲ့ချူနကား ဟိုထဲကဓာတ်တော်တွေဗျဓာတ်တော်တွေလည်းအများကြီးပဲတွေ့ရတဲ့ပုံတော်ကတော့အကမဟာတရမဇောတိကတစဘာဒနာခီမာစာရမြားကြောက်စရာတော်ကြီးရဲ့ပုံတော်ပဲဖြစ်ပါတယ်ရုပ်ကြောနဲ့လှုပ်ထတာကိုတွေ့မြင်ပါတယ်ဗျတော်တော်ကြီးညိုစရာကောင်းပါတယ်ဆရာတော်ကြီးကလည်းကျွန်တော်တို့အတွန်း line ဘူးတော့ဘောနော်ထုံး line ဘူးတော့ထပ်ပြရမယ်ကျွန်းတကားလေးလား ကျွန်းတကားတွေကိုပလတ်စတိတ်ကံကောင်ဖြဲမှာအောင်ခုမှအစ်စ်မလို့လားမရှိအစ်စ်မလို့လားတော့မသိဘူးတကားပလတ်စတိတ်ကံဖြဲမှာဒီဘက်ကတော့ပြင်းတာခိုင်းရဲ့တကားအရှင်ပေါ့စင်းရော်တွေအများကြီးပဲ ကူတော်ကြီးလားဖုန်းကြီးကပြန်တော်တော်မူသွားပြီလားဘာလို့တဲတာအဲ့လိုလားဟုတ်ကဲ့ဘုံမတက်တော့ဘယ်လောက်ရှိတောင်ခုလက်ရှိတက်တော့ကျော်ပြီးတော့ပါဆရာတော်ဆိုတာ80ခွန်းဩ82မှာနည်းနည်းဘုံတော့82မှာဟုတ်ကူတက်တော့ဘယ်လောက်ရှိအောင်လဲ ဒီမှာထူးသန်းတာအဲ့လိုမျိုးဒီမှာဟွာရီနဲ့ပလတ်စတစ်တွေနဲ့ကာထားတယ်ဗျအဲ့လိုမျိုးလက်တီပိုင်နဲ့ထိမှကင်မှမကင်သေးခြင်းလုံးနဲ့တူတယ်ဒီမှာသူနဲ့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကတော့အဲ့လိုမျိုးဖျားတွေရောက်လို့ဖျားတွေကိုလက်နဲ့ကင်တာမျိုးတော့မရှိဘူးဗျာသူတို့ဘယ်သူတွေကင်လို့ကာခွဲထားတော့တော့မသိဘူးဒီမှာအကုန်လုံးအကုန်လုံးဒီမှာအုပ်ထားတာ အလားစရိတ်တွေနဲ့ဆရာတော်ကြီးဟာမြန်မာလို1309ခုအင်္ဂလိပ်လို1948ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်တဲ့အတွက်အခုဆိုရင်တော့တတ်တော်ဟာ88နှစ်ရှိပါပြီကျွန်တော်ရောက်ရှိတဲ့အချိန်မှာလေးလာမိသလောက်ဆိုလို့ရှိရင်ဆရာတော်ကြီးဟာအေးအေးချမ်းချမ်းနေထိုင်နေသူတယောက်ဖြစ်ပါတယ်။ဘာကြောင့်အဲ့လိုမျိုးကျွန်တော်သုံးသပ်ခဲ့လဲဆိုတော့ကျွန်တော်ရောက်ရှိတဲ့အချိန်မှာဖျားဝေရဝဆာတွေလုံနေတဲ့ဦးလေးကြီးတယောက်ကကားကိုဘယ်နားမှရပ်ဖို့ဘယ်နေရာတွေကိုမသွားဖို့စတာတွေကိုကျွန်တော်လာပြီးပြောပြပါတယ်။နောက်ပြီးတိုးတိုးတိတ်တိတ်စကားပြောဖို့လည်း တိပေးပါတယ်။ဖျားဘူးလာကြတဲ့ကားတွေဆိုင်ကလေးဆိုလို့ရှိရင်လည်းကြောင်ဝင်တဲ့အထိမဝင်ဖို့အတွက်ဆိုင်ပုတ်တွေကတ်ထားပါတယ်။ဒီကူတော်နဲ့ပတ်သက်ပြီးဦးလေးကြီးကိုမေးကြည့်တဲ့အခါမှာတော့ဆရာတော်ကအခုချိန်မှာတတ်တော်ထင်ရှားရှိပါသေးတယ်။ဆရာတော်ကြီးကကြိုးပီးပြုလုပ်ဖို့အတွက်မိန်ကြထားတဲ့အတွက်ဒီဂူတော်ကြီးကိုကြိုးပီးပြုလုပ်ထားလို့သိရပါဗျ။ဂူတော်ကြီးကိုကြောက်စိမ့်တော့အစ်စ်ကြီးကိုထွန်းထုတ်ပြီးလှုပ်ထားလို့လည်းသိရပါဗျ။ ဒီနေ့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့မေးချင်တာလေးတွေသိချင်တာလေးရှိလို့ရှိရင်မေးခဲ့ပေးဖို့အတွက်တောင်းဆိုပါတယ်ဒီဗီဒီယိုလေးထဲမှာကျွန်တော်မပြောပြလိုက်တဲ့အကြောင်းအရာလေးတွေရှိလို့ရှိရင်ကွန်မန့်လေးတွေမှာပဲပြန်ဖြေပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြမှာဗျဘိုင်ဘိုင်